ားလုံးပဲမင်္ဂလာပါ The United ရဲ့ Facebook Page နဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါ ဆိုတော့ United အသင်းကဘောနော်လက်ရှိစိတ်ဝင်စားနေတဲ့စီးရင်းထဲမှာပါဝင်ပါတယ်ဆိုတဲ့ကစားသမားဖြစ်တဲ့ဒါဘော Nottingham Forest ရဲ့ကွင်းလယ်ကစားသမားဖြစ်သူဒါ Elios Anderson နဲ့ပတ်သက်ပြီးတော့ဒီ report ရဲ့အဆိုအရဆိုလို့ရှိရင် Nottingham Forest လိုချင်နေတဲ့အမောက်ပမာဏတစ်ခုကိုသူတို့အနေနဲ့ဖော်ပြနေတာရှိတယ်ဆိုတော့ဒီပမာဏဟာဆိုလို့ရှိရင်တော့လက်ရှိ United အသင်းဒီဘယ်လိုပေါ်မှာမျှော်မှန်းထားတဲ့ပုံစံမျှော်မှန်းထားတဲ့ဒီ transfer fee နဲ့ပတ်သက်ပြီးကတော့ဒါအလန်းကွာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘောနော်ဆိုတော့အခုလက်ရှိဒီ report ရဲ့အဆိုအရဆိုလို့ရှိရင် Nottingham Forest က ဒီအီလီယိုအန်ဒါဆန်အတွက်ကိုပေါ်တော့အနည်းဆုံးပေါင်တန်းတရာဒါပြလို့ရှိရင်ဒါအပိုးစုကြီးအနေနဲ့ဆိုလို့ရှိရင်တန်း20လောက်သွားမယ်ပေါ့ဆိုတော့ total package အရဆိုလို့ရှိရင်ပေါင်တန်းတရာကနေပြီးတော့တန်း120လောက်ထိဟို login နေရဆိုပြီးတော့မှ report မှာဖော်ပြထားတာဖြစ်တယ်ဆိုတော့ ဒီကစားသမားကတကယ်ကို quality ကစားသမားဖြစ်တယ်ဆိုတော့ United အသင်းအနေနဲ့ဒီကစားသမားကိုရမယ်ဆိုလို့ရှင်တော့လက်ရှိ United အသင်းမှာဒီအခက်အခဲဖြစ်နေတဲ့ ქვენ လေပြဿနာရဲ့ဒီတစိတ်တေတာကိုတော့ကျွန်တော်တို့တွေဖြည့်ရှင်းပြီးသားဖြစ်သွားနိုင်တဲ့အထက်မှာတော့ပါဝင်တဲ့ကစားသမားမျိုးဖြစ်တယ်။ဒါ့ပေမဲ့ကျွန်တော်တို့လက်ရှိသူတို့လိုချင်နေတယ်ဆိုတဲ့ဒီပြောင်းရွှေ့ခြင်းပမာဏဟာဆိုလို့ရှင်တော့တော်တော်လေးများနေတာဖြစ်တယ်။ဆိုတော့ United အသင်းအနေနဲ့ဒီလောက်ထိပြောင်းရွှေ့ခြင်းပမာဏများများဆဆသုံးပြီးတော့မှကျွန်တော်တို့တွေ ქვენ လေကစားသမား တယောက်ကိုဖြစ်တင်းဖို့ဆိုတာကနည်းနည်း chance နည်းတယ်လို့ကျွန်တော်ကတော့ထင်တယ်။ဆိုတော့ဒီသားသမားအနေနဲ့ဆိုလို့ရှိရင်လည်းလက်ရှိဒါအင်္ဂလန်နဲ့ဆိုလို့ရှိရင်လည်း performance ကောင်းနေပြတ်နေတယ်လို့ပြောလို့ရတယ်ပေါ့ဗျာ။ဆိုတော့ဒီ Thomas Tuchel အနေနဲ့ဆိုလို့ရှိရင်လည်းအခုကွင်းလေအင်္ဂလန်ရဲ့ကွင်းလေမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီလက်ရှိဒါ Elliot Anderson နဲ့ပတ်သက်ပြီးတော့တော်လေးကိုစိတ်ကြံမှုရနေတဲ့ထက်မှလည်းပါတယ်ပေါ့။ဆိုတော့ကစားသမားအနေနဲ့တဖြည်းဖြည်းတရရှင်တရရှင်တိုးတက်လာတဲ့ performance တွေအရာဆိုလို့ရှိရင်ဒါ Northern Forest ကအခုဆိုလို့ရှိရင်သူတို့လိုချင်တဲ့ကြိုက်စည်းကိုခေါ်နေတာလည်းဖြစ်တယ်။ဆိုတော့အခု report ရဲ့အဆိုအရပေါင်တန်း ရာတန်းတရား20ဆိုတာကတော့လက်ရှိဒီအခြေအနေရမလို့ဆိုလက်ရှိကစားသမားရဲ့အခြေအနေအရာကျွန်တော်တို့ကတကယ်များတယ်လို့ကျွန်တော်ကသုံးသပ်တယ်ဆိုတော့ကစားသမားရဲ့ quality ကတော်တော်လေးကောင်းတယ်အခုလက်ရှိမှာဆိုလို့ရှင်လဲ Premier League မှာဒါရှင်းစွန်းပြနေတာပေါ့ဗျာဆိုတော့ Northern Forest နဲ့လက်ရှိပြနေတဲ့ performance ကဟိုမဆိုးဘူးဆိုပေမဲ့လည်းဒါပြီးခဲ့တဲ့နှစ်ရဲ့ performance ကပိုပြီးတော့မှအဲဒီ Northern Forest နဲ့ ြတာတဲ့ထဲမှာပါတယ်ပေါ့ဆိုတော့ Note 4ရဲ့အနေနဲ့အခု200ဒီမှာဆိုလို့ရှိရင်တော့ဒါအပြောင်းလဲတွေတော်တော်များများနဲ့ပေါ့နော်ဒါပြဿနာရှိုးတွေရှိနေတယ်ဆိုတော့လက်ရှိဒါအစဉ်စရာရည်တည်မှုဆိုလို့ရှိရင်လည်းဒါအောက်ဆုံးအထိကိုရောက်နေတဲ့ပုံစံမျိုးတွေအထိကျဆင်းသွားတယ်ပေါ့ဆိုတော့အခုဒီကစားသမားအနေနဲ့ဆိုလို့ရှိရင်လာမယ့်ရာသီအပြောင်းအရွှေ့မှာအထူးသဖြင့်ဆိုလို့ရှိရင် ဒီနေ့ဆောင်းရသည်တို့မဟုတ်ဒါမှရာသည်ကုန်လို့ရှိရင်ဘောလုံးကစားသမားအနေနဲ့အတင်းကနေထွက်သွားနိုင်ကြီးရှိတယ်ဆိုတော့ report တွေစပြီးထွက်လာတာနဲ့တပြိုင်တည်းပေါ့နော်ဆိုတော့အခုလိုမျိုးဒီ Northern Forest ကဘလောက်လိုချင်ပါတယ် Northern Forest ကဒီလောက်တတ်မှတ်ထားပါတယ်ဆိုတော့ report မျိုးတွေထွက်လာတာဖြစ်တယ်ဆိုတော့ဗျာ United အတင်းအနေနဲ့ကတော့ဟိုပေါင်တန်း120လောက်တုံးပြီးတော့မှဒီကစားသမားတယောက်တည်းကို ဘယ်လိုပြောမလဲလောက်ငွေကြေးတိုင်းတာပမာဏကိုအသုံးချလိုက်မယ်ဆိုလို့ရှင်တော့များတယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဟိုကျွန်တော်တို့ဒီအရှားကစားသမားတွေဖြစ်ရှိတယ်ဗျာဒါအတန်ဝတန်လို့ဆိုလို့ရှင်လဲကျွန်တော်တို့လက်ရှိပေါက်ဈေးတွေအရာဆိုလို့ရှင်ပေါက်တန်း80လောက်ဆိုလို့ရှင်ရနိုင်ရည်ရှိတယ်ဆိုပြီးတော့မှဒါ report တွေမှာဖော်ပြထားတာတွေရှိတယ်ပြီးလို့ရှင်နောက်ထပ်တစ်ယောက်ကျွန်တော်တို့ဒါ Stuttgart ရဲ့ကစားသမားဖြစ်တဲ့ဒါဟို Stella တို့ပါလို့ဆိုလို့ရှင်လဲတော်တော်လေးကောင်းတယ်ဆိုတော့ဒီလိုကစားသမားတွေဆိုလို့ရှင်တိတ်ပြီးတော့မှဈေးမမြောက်ဘူးဆို United အသင်းမှာလက်ရှိဒါဖြစ်တင်ရမယ့်ဒီဘယ်လိုပြောမလဲကွင်းလယ်ကစားသမားတွေဟာဆိုလို့ရှင်ဒါ Casemiro ရှိမယ်ဗျာဆိုတော့ Bruno Fernandes အနေ ဲ့ဆိုလို့ရှင်လည်းအသက်ကြီးလာပြီးလက်ရှိဒီကျွန်တော်တို့ကိုဘီမန်နူကိုဆိုလို့ရှင်လည်းကျွန်တော်တို့ရဲ့ရူပင်အာမိုရင်းဟာဆိုလို့ရှင်ဒါ အယုံကြည်မှုမပေးထားတဲ့အနေအထားမျိုးပေါ့ဆိုတော့ United အသင်းအနေနဲ့ဖြစ်တင်ရမယ့်ကွင်းလယ်ဟာဆိုလို့ရှိရင်ဒါသေချာတာကတော့ကျွန်တော်တို့ဒါကတ်စမဲရိုနေရာဖြစ်ရမယ်ပြီးလို့ရှိရင် Bruno Fernandes ရဲ့အနေအထားကိုလည်းကျွန်တော်တို့ကထည့်ပြီးတော့မှအနာဂတ်အတွက်စဉ်းစားရအောင်မှာဖြစ်တယ်ဆိုတော့ဖြစ်တင်ရမယ့်ဟာကအနည်းဆုံး2ရက်လောက်ထိကျွန်တော်တို့ကွင်းလယ်မှာဖြစ်တင်မှုအတွက်လိုအပ်နေတာမျိုးကိုလက်ရှိဒီကစားသမားနဲ့ပတ်သက်ပြီးတော့မှဒီပေါင်တန်း120လောက်ထိတုံးချဖို့ဆိုတာကဖြစ်နိုင်ရေတော်တော်လေးနည်းလို့ထင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်းဒီအပြောင်းအရွှေ့ဟာမတန်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဟိုလက်ရှိ United အသင်းစိတ် င်စားနေပါတယ်ဆိုတော့ကျွန်တော်တို့ဒီကစားသမားတွေဟာဆိုလို့ရှိရင်လည်း ဟို performance ကောင်းနေရပြတ်တနေရဖြစ်တယ်ဆိုတော့တော့လွယ်တော့မလွယ်ဘူးဗျာလက်ရှိ United အသင်းစိတ်ဝင်စားနေပါတယ်ဆိုတော့ Queen's League ကစားသမားတွေဟာဆိုလို့ရှိရင်အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက်တော်တော်လေးကိုခက်ခဲတဲ့ကစားသမားတွေဖြစ်တယ်ဆိုတော့ United အသင်းအနေနဲ့ဘလို့ကိုင်းတွေဖြစ်ရှင်းသွားမလဲလိုအပ်နေတဲ့နေရာတွေဟာဆိုလို့ရှိရင်လည်းဒီ Queen's League အတွက်ကတော့100%ဖြစ်တင်ရမယ်ဆိုတာလည်းကျွန်တော်ညီကိုလေးတီးပြီးသားဖြစ်တယ်ဆိုတော့တာဝန်ရှိသူအနေနဲ့လည်းသိတယ်ဖြစ်တင်ဖို့အတွက်လည်းစူးစမ်းနေကြတယ်လာမယ့်ဆောင်ရည်ဒီအပြောင်းအရွှေ့မှာတကယ်ပဲဒီကျွန်တော်တို့အဲဒီ Queen's League အတွက်ကိုဘလို့ဖြစ်တင်မှုတွေပြုလုပ်ပေးသွားမလဲဆိုတော့ Ineos တို့အနေနဲ့ဒါစား Gerard Clito အနေနဲ့ဆိုလို့ရှိရင် Ruben Amor ရင်းအတွက်ဘလောက်ထိဒီဘယ်လိုပြောမလဲဒီဆောင်ရည်အပြောင်းအရွှေ့မှာအခုလက်ရှိ United အသင်းလိုအပ်နေတဲ့လိုအပ်ချက်တွေကိုဖြည့်တင်းနိုင်သွားမလဲဆိုတော့ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ညီကိုတွေဘယ်လိုမြင်ကြလဲပေါ့ဒီကစားသမားနဲ့ပတ်သက်ပြီး United အသင်းအနေနဲ့ဒါအပြောင်းအရွှေ့ကိုကြိုးပမ်းတင်လားဒီလောက်ပမာဏဟာဆိုလို့ရှိရင်ရော United အသင်းအနေနဲ့အာများရလို့ထင်ကြလားပေါ့နော်ဆိုတော့ရှားသောကစားသမားတွေကိုကျွန်တော်တို့အနေနဲ့တိုက်ခတ်ပြောင်းတင်တယ်လို့ထင်လားဆိုတော့ဘယ်လိုမြင်ကြလဲ comment section မှာဝင်ရောက်ပြီးတော့မှဆွေးနွေးနိုင်ပါတယ်ခင်ဗျာဆိုတော့ကြည့်ရှုပေးကြတဲ့ညီကိုတယောက်ရှင်းစီတာကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ